မပိဟီမအလိုဟဲပပင်းနာဒီအိုလာတော့လာပိလီအိုအိုဘတော့နာမေရေဟီယလီမီယအဘတ်တောတောနာတမီလာဒီလီယမပူအနိုင်နိုင်နာမပြီးခဲ့တဲ့2024စက်တင်ဘာလအတွင်းကြုံတွေ့ခဲ့ရတဲ့ရေပေးမှာ နေအိမ်ပြစ်စီထားတဲ့ဒေါက်တူများကပြောတာဖြစ်ပါတယ်။နေအိမ်ကရေစီးနဲ့သူမျိုးပတ်သွားတယ်လို့ဆိုပေမဲ့အဝေးကြီးပတ်မသွားခဲ့ပါဘူး။ဒါပေမဲ့လည်းတပတ်ကြာအောင်ရေကြီးနှမြုပ်နေခဲ့တာပါ အထက်တကွပဲဘာနာတကွထဲလာတကွနာပေဝေထီလုနာပေဝေထီလလောမုန်နပနာကောနာပေမီနီဒိုင်းနီပင်ငါနာကရဲ့တတူနပိပချစီပြီတတူနပြီးခဲ့တဲ့နှစ်မှာသူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ရည်ကြည်မှုဖြစ်စဉ်ကိုဒေါ်တူညာကဆိုင်ရည်သူကိုအသေးစိတ်ပြန်ကြောင်းပြောပြပါတယ်ဒေါ်တူညာဟာအသက်30ဝန်းကျင်သာရှိသေးတဲ့အိမ်ထောင်ရှင်မတူဖြစ်ပြီးမိသားစုနဲ့အတူအသက်90ကျော်အရွယ်ရှိတဲ့အမေအိုကိုစောင့်ရှောက်နေရသူပါ သူမတို့ကတော့ဂရင်းနီပြည်စုမှုဖီဆိုလဲရှာတော်မြို့နယ်ကပွန်ချောင်းကျေးရွာမှာနေထိုင်ကြသူတွေဖြစ်ပါတယ်။ဒေါ်ဒူမြာတို့နေအိမ်ဟာတထက်တာရှိတဲ့ပြင်ထောင်အိမ်အမျိုးအစားပါ။ရေထဲမှာတပတ်လောက်နေမြုပ်နေခဲ့တာကြောင့်အိမ်တိုင်တချို့နဲ့ပြင်ပြားတချို့ကတော့ဆွေးမြေ့ပစ္စည်းနေပါတယ်။အခုတော့ဤကြီးနှမြုပ်ခဲ့တဲ့နေအိမ်ကိုတန့်ရှင်းရပြန်လုပ်ပြီးသူမတို့မိသားစုပြန်လည်နေထိုင်ကြပါပြီ။အခုတော့ဒေါ်တူမြတို့ဇနီးမောင်နှံတို့ဟာအလွန်အိုမင်းနေပြီဖြစ်တဲ့အမေဦးကြီးနဲ့အတူ ရေနစ်မြုပ်ခဲ့ရပြီးအခုချိန်မှာရိုင်နေနေဖြစ်နေတဲ့တဲအိမ်လေးမှာနေထိုင်ကြတာပါဒါပေမဲ့လည်းပြည့်စည်နေတဲ့ပြင်တွေကိုအစာထိုးပြင်ဆင်ဖို့ကတော့ငွေကြေးမတက်နိုင်လို့မပြင်ရသေးပါဘူးလက်တလုံးမှာတော့ပြည့်စည်နေတဲ့နေအိမ်မှာပဲတန့်ရှင်လုပ်ပြီးအသုံးဆိုင်ငယ်လေးဖွင့်ရင်ဝင်ငွေရလန်းနေရှာဖွေနေကြပါလေကိုပိုင်ဆိုင်လေးနဲ့မို့မိသားစုစားဝတ်နေရတဲ့အတွက်တနိုင်တစ်ပိုင်ဝင်ငွေရတဲ့အပြင်အမေအိုနဲ့ကလေးငယ်ကိုစောက်ရှောက်ဖို့အတွက်သူမမှာအချိန်ပိုရရရှိခဲ့ပါရဲ့ ဒီလိုခက်ခဲနေကြတဲ့အချိန်မှာသူဖွင့်ထားတဲ့အတုပ်ဆိုင်တွေကစာသုံးသူတွေအတွက်အဆင်မပြေဖြစ်နေမှာကိုလည်းစိုးရိမ်နေမိသူပါ၂024စက်တင်ဘာလမှာဖြစ်ခဲ့တဲ့ရေကြီးရေရှမ်းမှုကြောင့်ဒေါ်ဒူမြတို့ရွာခန့်တွေရဲ့နန်းဆိုင်ခင်တွေပြည့်စည်ဆုံးရှုံးမှုနဲ့ကြုံခဲ့ရပါတယ်ရေဘေးတင်းနဲ့စတင်ကြုံတွေ့ရတဲ့အချိန်မှာတော့အလူရှင်တွေစီကတချို့ထောက်ပံ့မှုတွေကြောင့်အဆင်ပြေခဲ့လို့ဆိုပါတယ်ဒါရခင်လားသာစတုထင်လား ဟိုဟဲထောက်ပန့်တာကပေးဟိုးစင်းကလားစီစားစင်းလားယခိရပင်းကြီးရမေဒီအတက်တာရပင်းကြီးကမေဒီဖီဟိုတဲ့အဲ့တဲ့လာတဲ့ကြောနာဒီစီတခါတဘောနန်နဘောစီကတော့ပြမင်းလားဒီစီစုတင်ရည်စင်းကလားအလုံးနိဗာတနေလောနာမေမောလချကရမင်းနာမေယခင်ကတော့မိသားစုတွေအတူတူနွေနွေထွေးထွေးနေနိုင်ဖို့နေအိမ်တစ်လေးတစ်လုံးစောင့်ချင်ခဲ့တာပါ ဲအကြောင့်လဲသူတို့ဇနီးမောင်နှံနှစ်ဦးဟာ2018ခုနှစ်မှာကလေးကတိတွေစတင်ဝင်စုဆောင်ခဲ့ပါလေ။ဒါပေမဲ့လဲသူတို့စုဆောင်ထားတဲ့အိမ်ဆောင်မဲ့တိတွေဟာ2023နှစ်ကုန်လောက်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မင်းလောင်ပျက်စီးသွားခဲ့ပါလေ။ကကျဲလာလေရင်ဟိနလားစပြစီလာဥဒါလောမီလီမီဟိငင်းလောက်တတိတဆောလောကရဲ့ဟိပိလာကမဲနတတကမဲဝေချာ တိုက်ပွဲပေါ်နပိကမဲလာစဗျာနဥလောနဲ့နဲ့နိကေတချာရောနာချေရပြာကေချေပြာတူစာနကလောမထဲ့ရဘဒုန်နိနော်အဲ့ဒီအချိန်တုန်းကတော့ဒေါ်တူမြာတို့မိသားစုဟာတိုက်ပွဲတွေကြောင့်လုံခြုံမဲ့တော်တွင်တနေရာမှာဆစ်ရှောင်းနေခဲ့ကြရတာပါနွေထွေးတဲ့မိသားစုအိမ်တစ်တလုံးထူထောင်နိုင်ဖို့ဇနီးမောင်နှံတို့နေညမနာ6နှစ်ဝန်းကျင်လောက်စူးစမ်းရုံးကန်ဆူဆောင်လာခဲ့ကြတဲ့တစ်တွေဟာစစ်ကောင်စီရဲ့ဘုံတလုံးကြောင့် မျက်စိသမိတ်အတွင်းမှာပြစ်စီခဲ့ရပါတယ်။စူးစားထားသမျှတဲထဲရည်သွန်ဖြစ်သွားတဲ့အပေါ်မှာတော့ဇနီးမောင်နှံဦးဟာအတော်လေးကိုစိတ်တက်ချနေခဲ့ကြပါတယ်။စိတ်တက်ပိုင်းဆိုင်ရာကိုပြန်လဲပြင်ဆင်နေချိန်အတွင်းမှာပဲနောက်ထပ်ကန်ဆူမှုတစ်ခုကိုထပ်မံရင်ဆိုင်ကြုံတွေ့လာခဲ့ရပြန်ပါတယ်။ထဒူဘူဆဲပေပေနာထဒူဘူဆဲလာဟဲအိုရာမီကလေလာထဒူထဲပါနေဟဲအိုကျအိုကိုကလည်းရေလေးစကူပေးနေလားကောထဒူထဲလာ ตัวเป็นอะไเป็นเลสึกชาดแล้วเป็นเอจู้โอ้เป็นเลสึกเป็นกัมเบกแล้วเป็นฮีไมาทัดเจ็บว่าฮีคู่หรอนี่เออเป็นฮีโลเฮปัวอ่าเป็นฮีนะเป็นฮีโลเฮละสัญญาอึอดาตาเป็นฮีโลเฮมาเป็นเจ้าเป็นเจ้าอุบะเป็นเต้ก่อนนั่นละแบบงูกะรักแกล้หรอนะว่าชีว่าสิโลตลอดแล้วว่ฮีเอ้ยหรอนะหน้ากัมเบกอุเซตแบะอุดแบะจอกน่ากัมแมกแค่สละเธอนะที่ตาเรดตะกี้มาเธอเจ็บแค่สักฮีคูนี่มาเธอเจ็บแค่สักฮีคูตะกี้แล้ว မိုးမိုးဖြစ်စေပါလားအခုချိန်မှာတော့ဒေါ်တူညာရောမိသားစုဟာနာနာနေနေမရှိပဲမိသားစုစာဝတ်နေပြီးလည်နိုင်ဖို့အတွက်စူးစမ်းရုံးကန်နေကြဆေပါမျိုးမျိုးရဲ့မိတွေကအစားကလေးအူတူတူတယ်အစားကလေးလည်းမရှိဘူးပြီးတော့လည်းမိတွေဒီကလေးတကွီဘူဘူကွီဘောကီလိုလက်ချက်အူတူတူလားအော်တကီလား เอจูโอโฮเออูดูมาโอโฮเอนะกลอเวกอนาตะเพเรปิโอกูนอบรกอเวเปคูมาเรเจตะเมียวมาเรดูเวลาเวเจตะเมียวมาปิเรดูมินะกลอนีဒေါ်တူမြာတို့မိသားစုလိုမျိုးပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့မိသားစုဝင်တွေဟာပွန်ချောင်းကျေးရွာမှာအများကြီးရှိနေပါတယ်။ပြီးခဲ့တဲ့2024စက်တင်ဘာလမှာတော့ကြုံတွေ့ခဲ့ရတဲ့ရေကြီးရေရှမ်းမှုနဲ့ပတ်သက်ပြီးကျေးရွာရဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေကိုလည်းကျေးရွာတာဝန်ရှိသူတို့ဖြစ်တဲ့ဦးသိန်းထွန်းကအခုလိုပဲပြောပြလာပါတယ်။ အခိုက်မှုတွေတော့အများကြီးပဲနိုင်ငံတို့ဒီယောဂါဆိုလို့ရှိရင်တော့အိမ်ခြေကကလုံးဒီတခြားရရွာကိုထွက်သွားတဲ့လူတွေရဲ့အိမ်တွေရောပါမယ်ဆိုလို့ရှိရင်အကလုံး23လုံးရပါတော့တယ်။နော်ဒီနှမ်းခြံတွေပြောင်းဖူးခြံတွေအများကြီးပါတော့တယ်နော်။ဒီတော်ရမှာတုံးတဲ့ထဲတဲ့ဂိုင်းရှိဆဲတွေစိုက်ကယ်တွေအများကြီးပဲဒီမြုပ်ပျက်စီးကုန်တယ်။ တချို့လည်းပြက်ရတယ်ဒါပေမဲ့တုံးလို့မရတော့ဘူးတချို့ကျတော့လည်းလောကဆုံရှုံသွားတယ်နောက်ပြီးတော့ဒီဆက်တင်ကြောင်းတွေစီခန်းတွေရေမြုပ်ပြီးတော့ပြက်စီးသွားတယ်လည်းပါရှိတယ်နောက်တချို့ကျတော့လည်းအိမ်မှာဒီဈေးဆိုင်ကကုန်ပစ္စည်းတွေတချို့လည်းတရိတ်ဆန်တွေပေါ့ကျဲတွေဝဲတွေအမျိုးတွေပါတော့တယ်အများကြီးရှိတယ်တော်သူများတို့နေထိုင်တဲ့ green ပြည် စုမူဖီဆိုလဲရှားတော်မြွနယ်ကပွန်ချောင်းကျေးရွာမှာတော့အင်ချီ60ကျော်ရှိပြီးအင်ချီ20ကျော်လောက်ဟာတဘွားဘေးဒဏ်ကြောင့်ရည်ကြီးရည်ရှမ်းမှုနဲ့အတူမျောလို့ပါသွားခဲ့ရပြီပဲဖြစ်ပါတယ်။အခုချိန်မှာတော့မိသားစုတိုင်းဟာစာဝတ်နေရေးအတွက်ကိုစီရုံးကန်နေကြရတာဖြစ်ပြီးလာမယ့်စိုက်ပျိုးရာသီမှာတင်းနံတွေပြန်လဲစိုက်ပျိုးနိုင်ဖို့အတွက်လည်းမျိုးစေးရရှိဖို့စဉ်းစားရတာနဲ့အခက်တွေ့နေကြရပြန်ပါတယ်။